ခပေးရင်အဲ့ဒီဒုက္ခဘိသရေကိုပြန်ရမှာပဲသူများကိုမေတ္တာပေးရင်အဲ့ဒီမေတ္တာကိုပြန်ရမှာပဲဒါကြောင့်တစုံတရားကိုပေးမယ်လို့စိတ်ကူးလိုက်ရင်ငါအဲ့ဒါကိုရခြင်းရဲ့လားလို့ဒါလေးအရင်စဉ်းစားရမယ်ကိုမရခြင်းဘူးဆိုရင်မေတ္တာရေသူများကိုမပေးတော့နဲ့အဲ့တော့တခါတည်းဒေါသတွေအာဃာတတွေလွန်ကဲလာပြီဆိုရင်ဘိသရေသူများကိုဒုက္ခပေးခြင်းဒီလိုကငါဘလို့ဒုက္ခရအောင်လို့မလဲဘလို့ကလေးစားချင်မလဲ ာဘလို့ပြန်တုတ်ပြန်ရရင်ကောင်းမလဲဘလို့နစ်နာအောင်လိုရရင်ကောင်းမလဲဆိုပြီးတော့အပကရဲ့နာကိတ်မဲ့ကွာဆိုတဲ့စိတ်တမျိုးပေါ့အဲ့လိုဒေါသအာကတတွေလွန်ခဲလာပြီဆိုရင်ပိဋကရဲ့သူများကိုဒုက္ခပေးကျင်တာအဲအဲ့လိုဒုက္ခပေးကျင်ပြီဆိုရင်အဲ့ဒီဒုက္ခငါရကျင်လားလို့ဒါလေးစဉ်းစားအဲ့ဒီဒုက္ခကိုမရကျင်ဘူးဆိုရင်သူများကိုလည်းမပေးနဲ့ ဲ့ဒါကိုပြီးရင်ပါလေကိုပဲပြန်ရမှာပဲကိုပေးတာကိုရတာပဲလို့ဒီလိုလက်ခံရင်အဲ့ဒါတရားလို့ခေါ်တယ်ဒါပေမဲ့လူရဲ့စိတ်ကလည်းခက်တယ်သူများစီကမေတ္တာတော့ရခြင်းလေဟာဒီမှာငါပန်ဝင်းကြီးမှာရှိတဲ့လူတွေကငါ့ကိုချစ်ကြတယ်ငါ့ကိုခင်ကြတယ်ဟိကိုပန်ဝင်းကြီးမှာရှိတဲ့လူတိုင်းလူတိုင်းရဲ့မေတ္တာကိုတော့ရခြင်းလေဒါပေမဲ့အဲ့ဒီလူတိုင်းလူတိုင်းကို ကိုယ်စီကနေမေတ္တာပေးပါတော်လားဆိုတော့ ိတ်သက်ရလွယ်ရလားမလွယ်ဘူးဗျာနော်ပဝင်ချင်းမှာရှိတဲ့လူမှန်တဲ့မြတ်ရဲ့မေတ္တာကိုတော့ကြားကျင်တယ်ဒါပေမဲ့အဲ့ဒီလူတိုင်းကိုမေတ္တာပေးပါတော်လားဆိုတော့မလွယ်တော့ဘူးအဲ့တော့ဩသူများကငါမေတ္တာပေးနေသူများစီကလည်းငါမေတ္တာမရနိုင်ဘူးသူများစီကမေတ္တာကိုရကျင်နေဆိုရင်ငါမေတ္တာပေးမှာပဲလို့ဒီလိုကိုပိဋကရဲ့စိတ်ထဲမှာလက်ခံထားရမယ်ဒီများကငါဒုက္ခပေးနေတော့အဲ့ဒီဒုက္ခငါပြန်ရမယ် အဲ့တော့အကုသိုလ်လုပ်ရဆိုတာပိဋကရေသူများကိုဒုက္ခပေးတာပဲအဲကြောင့်တရားအားကောင်းတဲ့ပုဂ္ဂိုလ်ဒီသူများကိုဒုက္ခပေးရင်ငါဒုက္ခပြန်ရမှာလို့ယုံကြည်နေသည့်အတွေ့သူများကိုဒုက္ခမပေးရတော့ပြောမယ်ဆိုရင်ပိဋကအကုသိုလ်မလုပ်ရတော့ဘူးပေါ့ဘာဖြစ်လို့မလုပ်ရတာလဲဩသူများကိုဒုက္ခပေးရင်ငါမပြန်ရမှာလို့ဒီလိုလက်ခံနေလို့ဟုတ်လွန်ခဲ့တဲ့အချိန်တုန်းကအမတန်မှပိဋက သူရဲ့လုပ်ငန်းမဲဆရာကျွမ်းကျင်တဲ့လက်သမားဆရာကြီးတယောက်ရှိခဲ့ဘူးတဲ့သူရဲ့လုပ်ငန်းမှာတော့အမြဲတမ်းကျွမ်းကျင်နေပြီးတော့သူ့အောက်သူ့ရဲ့လက်အောက်ငယ်သားတွေကိုလည်းပဲဥဆောင်နိုင်စံရှိတယ်ဒါကြောင့်သူနဲ့အတူတူလက်တွဲပြီးတော့လုပ်နေတဲ့တထေကသိတဲ့ဘောကြာဒီဆရာကြီးကခံလိုက်ရင်စိတ်ချရတယ်ဟိပြီးတော့သူ့လက်အောက်ငယ်သားတွေနဲ့လည်းအဆင်ပြေတယ်လုပ်ငန်းကိုလည်းကျွမ်းကျင်နေဆိုပြီးတော့တထေကလည်းလုံအားကုန်ပေါ့ အဲ့တော့ပိဋကသူမအိမ်နေပါလေစောစရာရှိပြီဆိုရင်အဲ့ဒီလက်သမားဆရာကြီးပဲခံလိုက်တယ်။လက်သမားဆရာကြီးကလည်းတတိဖြစ်ရှင်တဲ့အတန်ဖြစ်အောင်လုပ်ပေး။အဲ့ဒီလိုနဲ့ပိဋကအတူလက်တွဲပြီးတော့လှုပ်လှလိုက်တာ။နှစ်ပေါင်းများစွာကြာညောင်းပြီးဆိုတော့လက်သမားဆရာကြီးအသက်60 60ကျော်အရွယ်ရောက်လာတယ်။အဲ့တော့အဲ့ဒီလိုအသက်ကြီးပြီဆိုတဲ့အခါမှာအင်းငါမှလည်းပဲသားရည်သမီးတွေရေရောက်လာပြီးအားကိုးလို့လည်းရပြီ။ ပြီးတော့ဒီတထေးနဲ့အတူလက်တက်ပြီးတော့လုတ်ခဲ့တာလေနေပေါင်းများစွာကြာညောင်းနေပြီအဲ့တော့ငါအလုံနာမှဖြစ်မယ်အဲ့တော့ငါတထေးကိုသွားပြီးတော့ပြောမှပဲဆိုပြီးတော့အဲ့ဒီလက်သမားဆရာကြီးဟာတထေးကြီးရောက်လာပြီးတော့အဲ့ဒီအကြောင်းလေးကိုပြောပြတယ်တထေးရဲ့တဲ့အခုအသက်ကြီးပြီတဲ့တထေးနဲ့လုပ်ငန်းအတူလက်တက်ပြီးတော့လုပ်ရတာလေအဆင်ပြေပါတယ်တဲ့ဒါပေမဲ့အရွယ်ကြီးလာတော့ဗျာတဲ့ငကိုလို့အဆင်မပြေတော့ဘူး အဲ့တော့တထင်းနဲ့လက်ပြပြီးတော့လိုရတာအစင်းမြအသက်ကြီးလာသည့်အတွက်တွတ်တွတ်လဲလဲမရှိတော့ဘူးလေးလံလာပြီတထင်းရဲ့ဒါကြောင့်အဲအလုံနာခွင့်ပြုပါဆိုပြီးတော့ပြောပြလိုက်တယ်အဲ့တော့တထင်းကဟာဆရာကြီးဆရာကြီးရဲ့ကျေးဇူးတွေကျွန်တော်ဒီမှာအများကြီးရှိတယ်ဗျအလုံရှင်ရဲ့ကျေးဇူးအလုံသမားဒီမှာရှိတယ်အလုံသမားရဲ့ကျေးဇူးကလည်းအလုံရှင်မှာရှိတယ်ဆရာကြီးရဲ့လုပ်ငန်းလေကြွညင်တဲ့ခန်းနိုင်အကုန်လုံး စိတ်ချရတဲ့ရှင်ရေဒါကြောင့်ရှင်ကြီးမထွက်ပါနဲ့အာမရတော့ဘူးတကြည်လာပြီဆိုတော့တတိမရတော့ဘူးဒါကြောင့်ထွက်တော့မယ်ကဲဗျာအဲ့လိုဆိုရင်နောက်ဆုံးကျုပ်ကကိုကြီးတော်အရှင်အိမ်လေးတလုံးဆောက်ပြပါအဲ့ဒါလေးဆောက်ပြရင်ကဲဆရာကြီးခင်ဗျာအနားယူလို့ရပါပြီအာတတိကလည်းခဲလိုက်တာဗျာမလို့ချင်လို့မဟုတ်ဘူးဗျာခန္ဓာကိုယ်ကလေးလံလာလို့ပြီးပါတယ်ဆရာကြီးရဲ့ဒါလေးနောက်ဆုံး ကူညီတော်အဖြစ်ဒီအိမ်လေးကိုတော့စောက်ပြပါဆိုပြီးတော့အိမ်လေးတလုံးစောက်ခိုင်းတယ်အဲ့တော့ဘိန်းသိရဲ့လေသမားစီရဲ့လည်းမလို့ရချင်းလှုပ်ချင်းနဲ့ဒါကြီးစောင်းလိုက်ရတာဆိုစိတ်ကမပါဘူးအဲ့တော့တနေ့လောက်စောင်းမဲ့အိမ်ကိုဘိန်းသိရဲ့လင်းကားလောင်းနဲ့အပြီးစောင်းလိုက်တယ်ငါအလုံးမလှုပ်ချင်ပါဘူးဆိုနေမှာတထက်ကဇွတ်ခိုင်းတယ်ကွာကဲငါတကားလေခမ်းမြန်မြန်ပြီးအောင်လှုပ်မယ်ဆိုပြီးတော့ဘိန်းသိရဲ့ တနည်းတော့ကြာဆုံးမဲ့အိမ်ကိုလင်းကားလလောင်းနဲ့အပီးဆောက်လိုက်တယ်။လင်းကားလောင်းနဲ့အပီးဆောက်ပြီးဆိုမှတော့ဒီအိမ်ဟာဘိဒတ်ရဲ့ဖြစ်တယ်လို့ဆောက်လို့ပဲ။ငါကလို့စိတ်ရှိလက်ရှိလလပပခံကနနာဒီလိုဘိဒတ်မဟုတ်တော့ဘူး။ငါကထွက်ချင်ပါလေဆိုနေမှဒါကိုခံပြီးအောင်ခိုင်းသေးတာပဲဆိုပြီးတော့အဲ့တော့ဘိဒတ်ရဲ့ဖြစ်တယ်လို့ဆောက်လိုက်တာလင်းကားလောင်းနဲ့ပြီးသွားတယ်။အဲ့ဒီအိမ်တကားကြီးအကုန်ပဲတော်ရီခတ် တော့တန်လေးယူလာပြီးတော့တထေးစီရောက်လာတယ်။ဟာဆရာကြီးဘာကိစ္စ?ဘာကိစ္စမလဲဗျာတထေးကခုအိမ်ကိုဆောက်ခိုင်းလို့။ခုအိမ်ဆောက်ပြီးပြီ။ဟာဆရာကြီးမြန်လာကြီးလား။အမြန်ဆုံးဗျာတဲ့အလုပ်သမားတွေအများကြီးတုံလိုက်တာဗျာ။တကယ်တော့မေတ္တာရဖြစ်တယ်လို့ဆောက်လိုက်လို့အိမ်ကခက်မြတ်မြတ်ပြီးသွား။အဲ့တော့ပြီးပြီဗျာဟောဒီမယ်အဲ့ဒီအိမ်ရဲ့တော့ပင်ဆိုပြီးတော့တထေးရဲ့လက်ထဲကိုထည့်လိုက် တတိယအဲ့ဒီသောတာလေးကိုကင်ပြီးတော့ပထမဆရာကြီးကိုပြောပြဆရာကြီးတဲ့ဆရာကြီးကလုပ်ငန်းကျွမ်းကျင်တယ်ဆရာကြီးနဲ့လက်တွဲလုပ်ရတာအလုံးအဆင့်ပြေတယ်ဗျာအဲကြောင့်ဆရာကြီးရဲ့ကျေးဇူးတွေကျိုးစီမှာ အများကြီးရှိတယ်အဲ့ဒီကျေးဇူးကိုဆက်ချင်လုံးလို့အဲ့ဒီကျေးဇူးကငါတုံ့ပြန်မယ်ဆိုပြီးတော့ဒီအိမ်လေးဆောက်ခိုင်းလိုက်တာအခုဒီအိမ်လေးပြီးပြီဆိုတော့ဆရာကြီးကတော့ ျုပ်ကိုလာပေးတယ်တကယ်တော့ဒီတော့ကဆရာကြီးကိုเนาะပြန်ပေးရမှာဗျာဒါဆရာကြီးအတွက်ပဲဆိုပြီးတော့အဲ့ဒီတော့လေးကိုတထေကလက်သမားဆရာကြီးပေးလိုက်တယ်အဲ့ဒီတော့လေးပြန်ယူလိုက်တဲ့အချိန်မှာလက်သမားဆရာကြီးရဲ့စိတ်ထဲမှာအော်ငါမှားပြီငါဖြစ်တယ်လို့ဆိုနေလို့အခုအဲ့ဒီအိမ်မှာငါနေရတော့မယ် ငါအတွင်မှသိရင်ကွာကောင်းကောင်းစောင်းမှာပေါ့အခုတော့ငါမစောင်းခြင်းစောင်းခြင်းနဲ့စောင်းလိုက်လို့တနည်းကြအောင်စောင်းမယ့်အိမ်ကလေးငလာနဲ့ပြီးသွားတယ်အဲ့တော့ဒီအိမ်ကလှလှပပမဖြစ်တော့ဘူးဖြစ်တယ်လို့စောင်းလိုက်တဲ့အိမ်ငါပဲနေရမှာပါလားလို့နောင်တရပြီးတော့အဲ့ဒီတော်လေးကိုဘိန်းသက်ရေကိန်းပြီးတော့ပြန်သွားတယ်ကိုစောင့်တဲ့အိမ်မှာပဲကိုနေရတယ် ကိုဘလို့ဆောင်းမလဲဇဏိတကြဆောင်းမလားလလပပဆောင်းမလားဖြစ်တယ်လို့ဆောင်းမလားဇဏိတကြဆောင်းရင်အနော်လလပပအိမ်လေးမှာနေရမှာပဲဖြစ်တယ်လို့ဆောင်းရင်ဘိသက်ရဲ့ဖြစ်တယ်လို့ဆောက်ထားတော့အိမ်ကလလပပဖြစ်တော့အဲ့ဒီအိမ်မှာကိုပဲနေရမယ်အဲ့ဒါပါလဲဆိုရင်တထာပဲကိုပေးတာကိုရကိုဆောက်တဲ့အိမ်မှာပဲကိုနေရတယ် အဲ့တော့ကိုကလှလပပအိမ်လေးမှာနေကျင်နေဆိုရင်ဘိသက်ရဲ့လှလပပစောက်ဖို့ရည်ကြီးတယ်အဲ့လိုလှလပပဖြစ်ဖို့တဲ့စေနာလေးထည့်ပေးရမယ်ကုစေနာကကုအကျိုးပေးတယ်ဆိုတာအဲ့ဒါပြောတာဒါကြောင့်ဘိသက်ကြီးတရားဆိုတာချမ်းမဟုတ်ဘူးကိုလှုပ်တဲ့လှုပ်ရရဲ့ရက်လက်ကို ကိုပဲခံယူရတယ်လို့ဒီလိုလက်ခံတာဒီလိုယုံကြည်တာကိုပြောလေတရား ကိုပေးတာကိုရအကောင်းပေးကအကောင်းရအဆုပ်ပေးကအဆုပ်ရမေတ္တာပေးကမေတ္တာရဒုက္ခပေးကအဲ့ဒီဒုက္ခကိုပဲပြင်ရမယ်အဲ့တော့ငါသူများကိုဒုက္ခပေးလို့မဖြစ်ဘူးငါဒီဒုစရိုက်တွေလုံးလုံးမဖြစ်ဘူးဒီလိုလုပ်ရင်ငါပဲခံရမှာပဲလို့ဒီလိုမေတ္တရဲ့ယုံကြည်နေရင်အဲ့ဒီပုဂ္ဂိုလ်ဒီအကုသိုလ်မလုပ်ရတော့အဲ့လိုလက်ခံနေရင်ဒီပုဂ္ဂိုလ်ကပေးတဲ့သူများကိုဒုက္ခမပေးရတော့ဘူးအဲ့ဒီဒုက္ခငါရမှာပဲလို့လက်ခံနေလို့ ဒါကြောင့်တရားအကောင်းလေကိုယ်ဝါလေးကိုအကောင်းဆုံးဖြစ်အောင်တိဆောက်လေးပဲတဲ့ဒါကြောင့်ကိုယ်ဝါလေးမြင့်မားလာဖို့အတွက်ဒိဋ္ဌိဒီတရားဒီမလွတ်အပ်ဘူးလား